ားလုံးပဲမင်္ဂလာပါ Special for Boa နေကြိုးဆိုလိုက်ပါရယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာတော့ Champion League ပွဲစဉ်နေ့ရပထမနေ့အကြောင်းကိုကျွန်တော်အနေနဲ့ကျွန်တော်အမြင်ကစားတာကစားသွားတဲ့ပွဲပွဲစဉ်တွေကိုကျွန်တော်အမြင်အနေငယ်သုံးသပ်ပြပြလေးပထမအဦးဆုံးအနေနဲ့17နာရီ55မှာကန်သွားတဲ့ Real Madrid အသင်းနဲ့အမ် Gajasdan Glad အဲအဲအသင်းနာမည်တော့မေ့နေလို့ဗျာအဲအဲအသင်း အဲ့ဒီမှာတော့ real madrid အသင်းကတော့ mbappe mbappe ရဲ့ hatrick နဲ့အတူသူသူအမ်သူတို့အသင်းနေနဲ့၅ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တယ် real madrid အသင်းနေနဲ့နှစ်ပွဲကစားထားပြီးတဲ့အချိန်မှာသူအနေနဲ့6မှတ်6မဲ့ရပြီးတော့ဇေယျရဲ့ attack ဘက်မှာပဲရှိနေတယ်။နောက်ပြီးတော့ real madrid အသင်းနေနေဆိုရင်ဒီနေ့ပွဲမှာကစားသမားအဲနီပြဇာဗီလွန်ဆိုနေနေသူ့အနေနဲ့ပြီးခဲ့တဲ့ နေ့ကခြေစွမ်းပြခဲ့တဲ့ကစားသမားတွေကိုအသုံးမပြုဘဲနဲ့ကစားသမားအသစ်တချို့နဲ့အဲ့လိုမျိုးကွင်းလဲမှာဆိုရင်လက်ထန်နီယစီဘလော့ဆိုရင်တော်တော်လေးကိုအဲဘလိုပြောမလဲပြီးခဲ့တဲ့ရာသီတွေအထပ်ပို့ပြီးတော့ရီယယ်မက်ထရစ်အသင်းမှာပို့ပြီးတော့နေရာရလာတယ်အဲဘယ်လင်ဂန်အနေနဲ့ဘယ်လင်ဂန်အနေနဲ့တော့ပွဲကစားချိန်မိနစ်နောက်ပိုင်းမှာမိနစ်80လောက်မှာဝင်ကွင်းဝင်ကွင်းရခဲ့ပြီမဲ့သူ့အနေနဲ့တော့ခြေစွမ်းတော့တိတ်ပြခွင့်မရခဲ့ဘူးဒါပေမဲ့လည်းသူ့အနေနဲ့ ဘယ်လင်အလူကစားသမားမျိုးက7မိနစ်လောက်ကစားမယ်ကစားသမားမျိုးမဟုတ်ဘူးဆိုတာတော့အားလုံးအားလုံးပဲသိလိမ့်မယ်လို့ထင်တယ်ဒီနေ့ပွဲမှာအလူသားဝင်ကစားသမားဖြစ်တဲ့ Rodrigo ကတော့ခြေစွမ်းပြပြီးတော့အဲ့လိုမျိုးတကူဖန်နေပေးနိုင်ခဲ့တယ်အဲ Twin ယူရဲ့ကစားသမားကလည်းအဲလူသားဝင်ကစားသမားဖြစ်တဲ့ကာမာဘင်ကအသွင်းယူခဲ့ချူအမန်နီနေရာကိုစားဝင်လာတဲ့ကာမာဘင်ကပဲအသွင်းယူနိုင်ခဲ့တယ်အဲနောက်ထပ် တပွဲအတ္တလန္တာဘွဲကတော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့မကြည့်မိဘူးဒါပေမဲ့အတ္တလန္တာအသင်းအနေနဲ့လည်းနောက်ကနေပြီးတော့ဝမ်းစီရှုံးနေတဲ့အနေထားနေပြီးတော့သူ့အနေနဲ့ club brew ကိုခက်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 ကစားပြီးတော့နှစ်ကိုးတကိုးဆိုတဲ့ရှားလက်နဲ့အနိုင်ရရှိခဲ့တယ်။တပတ်မှကျွန်တော်အနေနဲ့ Chelsea ဘွဲကိုကြည့်ရတယ် Chelsea အသင်းအနေနဲ့သူ့အနေနဲ့ပထမပိုင်းမှာကစားပုံအကောင်းကြီးလည်းမဟုတ်ဘူးသူ့သူ့အနေနဲ့9 9တင်းတဲ့ခြေစွမ်းမျိုး ခြေစားမျိုးလည်းရိုင်းကောင်းနေတာမဟုတ်ဘူးညာချဲစီးသင်းနေနဲ့နိုင်ရရှိသွားတယ်ဆိုချဲစီးသင်းနေနဲ့သူ့အဲဘယ်လိုပြောမလို့အန်ဆိုအန်ဆိုဖာနန်ဒဂိုင်စီတို့တို့ကပြောစရာမလိုဘူးသူ့အနေနဲ့ချဲစီးသင်းနေနဲ့ဂျာအိုဘတ်ထိုးဖတ်စလိုင်းနဲ့မပါတဲ့အချိန်မှာတိုက်ဆက်လိမ်ဒီလက်ပါဝင်မယ်ဆိုလဲရုံးကန်ရမှာပဲခုတိုင်ဂျော့စ်နဲ့လဲချဲစီးသင်းနေနဲ့ကိုရဖို့အတွက်တိုက်စစ်ကတော့ရုံးကန်နေရာဆဲပဲရသွားတဲ့ကိုဆိုရင်လဲ ပက်ထရိုနက်ဒိုရဲ့တင်ပေးမှုကနေတစင်တစ်ဖက်ကခါနာချူအဲနောက်ခံကစားသမားကြီးကတ်မထားတာနေပြီးတော့တစင်အဲဘလူးဘောင်ခါနာချူဖြတ်တင်ဖြတ်ပြီးတော့ချိုးပေးလိုက်တဲ့လုံနောက်ခံနောက်အကွင်းလဲကစားသမားသူပင်ဗီကာအသင်းရဲ့ကွင်းလဲကွင်းလဲလူအသစ်ပေါ့ဒီယာဒီမှသူလည်းပြောင်းရွှေ့ကစားလာတယ်ရီယိုစ်ကအဲကိုးပေါက်တဲ့ကိုကန်သွင်းလိုက်လာတော့အောင်မရပြသူ့အနေနဲ့ ရှင်းထုတ်ပုံကမသေးသေးပဲနဲ့ကိုးတဲ့ဟိုတန်းတန်းမဝင်သွားတယ်ဝင်သွားတဲ့အတွက်ကြောင့်မို့ချယ်ဆီအသင်းနေနဲ့တကူကူမရှိနဲ့ဥဆောင်မှုဥဆောင်ခွင့်ရရှိခဲ့အဲ့ဒီနောက်ပိုင်းမှာလည်းချယ်ဆီအသင်းနေနဲ့တိုက်စစ်ကိုအဲတိုက်စစ်ကိုမြင့်ကစားပေးမယ်လေကိုးထပ်မှန်တော့မရရှိခဲ့ဘူးဒါချယ်ဆီအသင်းနေနဲ့ကူကူရယ်လာဆိုရင်တော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့တဲ့ကူကူရယ်လာတို့ပက်ထရိုနက်ဒိုဒုတိယပိုင်းမှာအစားဝင်လာတဲ့အာအစ်အာ Easter ဘူးဆိုရင်လည်းတော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့တယ်ဒီအဒီနေ့ပွဲမှာချဲစီအသင်းအနေနဲ့ကတော့ခံစစ်ကနေပြီးတော့အနီကက်မရရှိပဲနဲ့တိုက်စစ်ကစားသမားဂျာအိုဘတ်ထရူကတော့နှဝါဒနီဟိုရရှိခဲ့တဲ့အတွက်နောက်ပွဲစဉ်မှာလည်းတိုင်ယွန်ဂျော့ဂျ်နဲ့ပဲပွဲထွက်လာပွဲရှိတယ်ရှေးတန်းမှာတော့အဲချန်ပီယံလိချန်ပီယံလိရှေးတန်းအောင်ပြောပါဗျာအဲမှာဂျာအိုဘတ်ထရူအနေနဲ့ကတော့တပွဲအဲနှဝါဒနီဆိုတဲ့အတွက်ကြောင့်မလို့သူအနေနဲ့တပွဲနာရမယ်ချဲစီအသင်းအနေနဲ့ အဲဒီကနောက်နောက်ပွဲမှာဒွန်မွန်သင်းနေလားမသိဘူးသွားကစားမှာဖြစ်တယ်တော့ချဲစီသင်းနေနဲ့လဲလွယ်ကူတဲ့ပွဲစဉ်တော့မဟုတ်ဘူးသူတို့ချဲစီသင်းနေနဲ့ချဲစီသင်းနေနဲ့ဘယ်လိုပြောရမလဲသူတို့အနေနဲ့ဒီကျွန်တော်အဲချဲစီသင်းနေနဲ့ဆိုရင်ဒီထက်ကောင်းဖို့တော့အများကြီးတော့လိုအပ်တယ်ဒီချန်ပီယံလိ qualifying အဲ့ဒီ24သင်းအတွင်းရတော့ Chelsea အနေနဲ့ကတော့ဝင်မှာတော့ကျင်းသေးတယ်ဒါပေမဲ့လည်းနောက်တစ်ဆင့်16သင်းတွေကိုရောက်ဖို့ quarter final semi final ကိုရောက်ဖို့ဆိုရင်တော့ဒီထက်တော့ Champions League မှာအများကြီးလှုပ်ပြန်နိုင်ဖို့တော့လိုတဲ့ Robert Sanchez အနေနဲ့လည်းတော်တော်လေးကိုကောင်းမွန်တဲ့လက်စွမ်းတစ်ခုကိုတချို့လုံးနေမှာဆိုရင်တော်တော်လေးကိုကောင်းမွန်တယ်ပေါ့ပုတ်အဲပုတ်ခဲ့တာတွေအဲ့လိုမျိုးသူ့အနေနဲ့လည်း Robert Sanchez အနေနဲ့လည်းဒီနေ့ပွဲမှာတော့နည်းငယ်ကောင်းမွန်ခဲ့တယ် ပတ်ကမာလူဂက်စတိုအနေနဲ့ကတော့သူ့အနေနဲ့ကတော့ဂက်စတိုအနေနဲ့ကတော့ခန်းစစ်ပိုင်းမှာဆိုရင်တော့ပြောစရာမလိုပါဘူးမြဲတိုက်စစ်ပိုင်းလိုက်တဲ့အချိန်ဆိုရင်တော့အနေငယ်ပြောစရာတချို့ကတော့ရှိနေသေးပဲပြီးခဲ့တဲ့ပွဲကလို့အဲ့လိုမျိုးဂက်စတိုအနေနဲ့ဘတ်တာကောင်းနေပြအဲ့လိုမျိုးနောက်ပေါင်းနဲ့ဘောလုံးခြံခဲ့တာတွေပါတွေကအဲ့လိုမျိုးကောင်းနေဒါပေမဲ့အဲ့လိုမလိုတဲ့အချိန်မှကြီးလောက်တာတွေကတော်တော်လေးကိုမှားတယ်အဲအဲသုံးပြချက်တွေမှားတယ်လို့ပဲကျွန်တော် အနေနဲ့မြင်နေအဲ ်ချဲစီးတဲ့နေနဲ့ဝမ်းစီးဝမ်းစီးဆိုတဲ့ရာလက်နဲ့ပထမပိုင်းက9ရာလက်အတိုင်းပဲချဲစီးတဲ့နေနဲ့နိုင်ရရှိခဲ့တယ်တပတ်မှာအင်္ဂလန်ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့စပါအသင်းကတော့ဘူဒိုဂလင်းကိုအဝေးဝင်းမှာသွားကစားရောက်ပြီးတော့အဝေးဝင်းမှာသေရလက်ရရှိခဲ့တဲ့စပါအသင်းအနေနဲ့ကံကောင်းလို့ဒါမရှုံးခဲ့တဲ့ပွဲလို့ပြောချင်တယ်ဘာလို့လဲဆိုတော့ဘူဒိုဂလင်းအနေနဲ့ဘူဒိုဂလင်းအနေနဲ့ပင်နေရီတလုံးလေးရရှိခဲ့သူတို့အသင်းအနေနဲ့ငကိုကိုမရှိနဲ့သူတို့အိမ်ဝင်းမှာ ဦးဆောင်ဝင်ရပေမဲ့တဖက်ကစပါးသင်းရဲ့နောက်ခံကစားသမားဗန်ဒီဗန်တို့ရစ်ချက်လက်ဆင်တို့ရဲ့အတွင်းကိုတွေနဲ့အတူသူတို့အသင်းအနေနဲ့တေးရလဲရရှိသွားတယ်စပါးသင်းအနေနဲ့လည်းစပါးသင်းအနေနဲ့လည်းဒီကစားသမားအစ်တွေခေါ်ဥထားတယ်ဆိုပေမဲ့သူ့အနေနဲ့ဒီထက်အများကြီးလှုပ်ပြနိုင်လှုပ်ပြနိုင်တဲ့နေပေါ့ဒါပေမဲ့လည်းသူတို့အသင်းအနေနဲ့နှကိုးနှကိုးဆိုတဲ့ရလဲနဲ့တေးကြသွားပြီးတော့ သူတို့အသင်းအနေနဲ့၄မှတ်ရရှိသွား၄မှတ်ရရှိထားတဲ့ရရှိထားတဲ့ရရှိထားတယ်ပေါ့သူတို့အသင်းအနေနဲ့လည်း24 1 2 24တွင်ဟာဝင်ဖို့ကတော့ခက်ခဲမယ်လို့တော့မထင်ဘူးအဲစပါးအသင်းအနေနဲ့ကတော့နောက် နောက်ပွဲတွေမှာတော့ဒီထက်အများကြီးပိုကောင်းဖို့တော့လိုတယ်ပရီးမီးယားလီဂ်မှာလည်းပိုပြီးတော့အများကြီးပိုကောင်းဖို့တော့စပါးသင်းနေနေလိုတယ်သူ့ရဲ့လက်ရှိစုဖွဲ့ကတော်တော်လေးကိုကောင်းမွန်နေတယ်ထဲမှာပါပဲရာလက်ပိုင်းကတော့ပရိသတ်တွေသူ့ရဲ့ပရိသတ်တွေထင်သလိုတော့ဖြစ်မလာဘူးတစ်ဖက်ကလည်းတစ်ဖက်မှာနောက်တစ်ဖက်မှာနောက်တပွဲဖြစ်တဲ့ကာလာဒါစာရေးနဲ့လီဗာပူးအသင်းပွဲစဉ်ဆိုလည်းကာလာဒါစာရေးအသင်းနေနဲ့တူရကီမြန်မာ လီဗာပူးသင်းကိုတော်တော်လေးကိုကောင်းမွန်နဲ့ခြေစွမ်းနဲ့အတူပြန်ပြီးတော့ခံကစားနိုင်ခဲ့ပြီးတော့လီဗာပူးသင်းအနေနဲ့တော်တော်လေးခက်ခဲထပ်ပြီးခက်ခဲခဲ့တဲ့ပွဲစဉ်လို့ပဲပြောချင်တယ်။ဘာလို့လဲဆိုတော့ခရစ်စတဘဲလေးနဲ့သူတော်တော်လေးခက်ခဲခဲ့ကစားခဲ့ရပြီးဒီနေ့ပွဲမှာလည်းခလာဒါစာရင်းနဲ့ထပ်ပြီးတော့အကျိန်းနဲ့ရှင်ပိုင်းကစားပြီးတော့ဝမ်းစီဆိုတဲ့ရာလက်နဲ့ရှုံးနေခဲ့တဲ့ဝမ်းစီဆိုတဲ့ရာလက်မှာလည်းပင်နေဒီ ွင်းပင်နယ်ရီသွင်းကိုနဲ့ OCMAN ရဲ့ပင်နယ်ရီသွင်းကိုနဲ့လေဘာဦးသွင်းတို့ရှုံးနေကြတာဖြစ်ပြီးတော့ပင်နယ်ရီပေးလိုက်ရတဲ့လုံမှာလည်းအာကစားသမားရဲ့ပင်နယ်ရီကအဲ့လိုမျိုးပေးလိုက်ရတဲ့ကစားသမားရဲ့အဲ့လိုမျိုးပါနတ်မှုလို့ပဲပြောချင်တယ်ဆိုဖို့ slide အနေနဲ့လက်လက်နဲ့မျက်နှာကိုရိုက်မိတယ်ဆိုပြီးတော့ထိုင်လူကြီးကတော့ပင်နယ်ရီပေးခဲ့တာဖြစ်တဲ့ဒါပင်ပဲလေ တကူကူသွားတဲ့အချိန်မှာပွဲက14မိနစ်လောက်ပဲရှိတဲ့အချိန်မှာလီဗာပူးသင်းအနေနဲ့ပြန်လာနိုင်တဲ့လို့ထင်တယ်မရှုံးဘူးဆိုရင်တော့တေးရလက်ထွက်ပေါ်အောင်ကစားနိုင်တဲ့ဒါပေမဲ့လည်းလီဗာပူးအသင်းအနေနဲ့ကာလာဒါစာအသင်းရဲ့ကိုယ်သမားနဲ့နောက်တန်းလက်စွမ်းပြမှုခြေစွမ်းပြမှုတွေကလီဗာပူးအသင်းခိုးပြန်ရနိုင်ဖို့အတွက်တော်တော်လေးကိုခက်ခဲသွားပြီးတော့ရှေ့တန်း ကစားသမားဖြစ်တဲ့ AKD ကလည်းဒီနေ့ပွဲမှာကိုးရဖို့ရုံးကန်ခဲ့ရတယ်လို့တိုက်အဲတောင်ပန်းကစားတောင်ပန်းမှာထွက်ကစားနေတဲ့ Florian Wiss အနေနဲ့လည်းရုံးကန်နေရတောင်ပန်းမှာထွက်ကစားရတဲ့ပွဲတိုင်းသူ့အနေနဲ့ရုံးကန်ရတယ်ဆိုတော့ဒီနေ့ပွဲမှာထပ်ပြီးတော့တွေ့မြင်ခဲ့ရတဲ့ frame bound အနေနဲ့ဆိုရင်လည်းအရှိကိုတော်တော်လေးကိုကျွန်တဲ့အနေထားရမှာတွေ့ရတဲ့ Galada Sae အသင်းရဲ့ကလာဒါဆိုင်အသင်းရဲ့ကောင်တာကလည်းတော်တော်လေးကိုကြောက်ဖို့တော့ကောင်းနေပေါ့ရှေ့တန်းကစားသမားတွေကကလာဒါဆိုင်အသင်းရဲ့တိုက်စစ်ကစားသမားအဲဒါ ဂလာဒါစာရေးအသင်းကိုခြုံငုံကြည့်မယ်ဆိုတော်တော်လေးကိုကောင်းမွန်တဲ့အစူဖွင့်တဲ့လီဗာပူးလိုအသင်းကြီးမျိုးကိုသူ့အနေနဲ့တူရကီမြေမှာတူတူတန်တန်ရှင်ကစားနိုင်ခဲ့ပြီးတော့လီဗာပူးအသင်းဟိုတကောကိုမရှိဆိုတဲ့ရာလန်တဲ့ဂလာဒါစာရေးအသင်းကတော့ပထမဆုံးအဲဖရန်ဘတ်ကိုရှုံးတဲ့ပွဲ အဲငါးခုတကူရှုံအဲလေးခုတကူရှုံထားတဲ့ပွဲကိုသူ့အနေနဲ့ဒီနေ့ပွဲမှာတော့တကူကိုမရှိနဲ့အနိုင်ရရှိခဲ့တယ်လစ်ဗာပူးတင်ကတော့တကူပဲတပွဲနိုင်ပြီးတပွဲရှုံဆိုတဲ့ရလက်နဲ့သုံးမဲ့ရရှိထားတယ်ပေါ့အဲအင်တာမီလန်အသင်းအနေနဲ့ဆိုရင်တော့ဆာဗီယာဘရာကိုသူ့အနေနဲ့သုံးခုကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးတော့မာဆေးအသင်းကလည်းပြင်သစ်ကလပ်မာဆေးအသင်းကလည်းနယ်သာလန်လီးကလပ်ဖြစ်တဲ့အေဂျာအသင်းကို၄ခုကိုမရှိဆိုတဲ့ရလက်နဲ့ကိုပြည့်ချေမုန်းခဲ့တယ်တစ်ဖက်မှာလည်း အက်ဒလက်တီကိုမက်ထရစ်အသင်ကတော့ဖရန်ဘတ်ဂျာမနီရဲ့လေလတန်ဖြစ်တဲ့ဖရန်ဘတ်အသင်ကိုသူအနေနဲ့ကိုးပြတ်နိုင်ရရှိခဲ့တယ်ဖရန်ဘတ်အသင်အနေနဲ့ပထမအဆုံးပွဲမှာခါလာဒါဆာရေးအသင်ကို၄ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးဇယားထိန်ဆုံးမှာပထမအဆုံးပွဲကတော့ဦးဆောင်နေခဲ့တယ်ဒါပေမဲ့လည်းဒီနေ့ပွဲမှာတော့အက်ဒလက်တီကိုမက်ထရစ်နဲ့တွေ့တဲ့အချိန်မှာတော့အက်ဒလက်တီကိုမက်ထရစ်အသင်ကအမ်ဖရန်ဘတ်အသင်ကို၅ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့ပြန်လည်ပြီးတော့အနိုင်ရအဲအဲ အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်မလို့အက်တလက်တီကိုမတ်ထွေအသင်းရောစပိန်လာလီဂါအသင်းနဲ့အသင်းဖြစ်တဲ့အက်တလက်တီကိုမတ်ထွေအသင်းနဲ့အာရီယယ်မတ်ထွေအသင်းတို့ကတော့မတ်ထွေနှစ်သင်းကတော့၅ဂိုးစီသွင်းပြီးတော့ချန်ပီယံလိရဲ့ဒုတိယပွဲစဉ်ကိုကိုကိုအများဆုံးသွင်းယူခဲ့တယ်ဒုတိယမြောက်ကတော့မာစေးမာစေးအသင်းဖြစ်ပြီးတော့မာစေးအသင်းနေနဲ့၄ဂိုးသွင်းပြီးတော့ကိုချေမုံခဲ့တယ်တစ်ဖက်ကဘိုင်ယန်မြူးနစ်အသင်းကတော့ဘိုင်ယန်မြူးနစ်အသင်းကတော့၅ဂိုးတကူနဲ့ ပါဖို့တင်ကိုနိုင်ရရှိခဲ့ပြီးတော့ဘိုင်ယန်မြူးနစ်တင်ကလည်းတိုက်စစ်ကခြေစွမ်းပြခစားခဲ့ပြီးတော့ဟာရီကိန်းအနေနဲ့သူ့အနေနဲ့တွင်ကိုငကိုရရှိခဲ့လို့ချဲစီအသင်းရဲ့တိုက်စစ်မှုနီကိုလက်ဂျက်ဆင်ကလည်းအငါးကစားသမားဘဝမှာသူ့အနေနဲ့ဘိုင်ယန်မြူးနစ်အသင်းအတွက်ရှေ့ပွဲတွေမှာလွဲချော်ခဲ့ပေမဲ့ဒီနေ့ပွဲမှာတော့ပထမအဦးဆုံးကိုတွင်ကိုချန်ပီယံလိတွင်ကိုလည်းရရှိခဲ့ရရှိခဲ့တာလည်းဖြစ်တယ်နီကိုလက်ဂျက်ဆင်အတွက်လည်း အာဂျင်းနဲ့ဆရာပွဲစဉ်တပွဲဖြစ်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်နေအဲတပတ်ကโอလစ်စီတို့အဲလူဝီဒီယာတို့လည်းတော်တော်လေးကိုခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ဒါနောက်နောက်ခံကစားသမားခွာရဲခွာရဲရူလာမဒီအဲသူ့အနေနဲ့လည်းတကူရရှိခဲ့တဲ့အတွက်ကြောင့်ဘိုင်ယန်မြူးနစ်အသင်းကလည်း၅ဂိုး၅ဂိုးတကူနဲ့နိုင်ရရှိခဲ့တဲ့ပါဖို့အသင်းရဲ့ တလုံးနဲ့သောခြေပါကူကတော့တော်တော်လေးကိုလှပါတဲ့အနေအထားမှာရှိခဲ့ပြီးတော့ကိုသမားမန်နူရယ်နူကအနေနဲ့ဘာမှကိုလုံးတိုက်တောင်မပြစ်လိုက်နိုင်ပဲနေရာတောင်မရွေးလိုက်နိုင်တဲ့အနေအထားနဲ့တင်ကိုပေးလိုက်ရတယ်ဒါအာချန်ပီယံလိရဲ့ပထမဆုံးပွဲစဉ်ကိုပွဲအာပထမပထမပွဲဒုတိယဒုတိယမြောက်ပွဲစဉ်ပထမနေ့ကတော့ပွဲစဉ်ကိုပွဲကစားခဲ့ပြီးတော့အနိုင်ဆုံးများအနိုင်ဆုံးနေလဲ ဖြစ်ပွဲထိပေါ်ထွက်ခဲ့ပြီးတော့တေးတပွဲသာရှိခဲ့တယ်အတ္တလန္တာအတ္တလန္တာနိုင်ခဲ့တယ်အတ္တလန္တာအင်္ဂွဲမှာနိုင်ခဲ့ရီယယ်မက်ဒရစ်အဝေးခွင်မှာနိုင်တယ်အေဒီကိုအတ္တလန္တာအေဒီကိုချဲစီဂါလာဒါစာရီဂါလာဒါစာရီနဲ့အမ်မာစီအသင်းတို့ကတော့အိမ်ခွင်းမှာနိုင်ပွဲကိုစီရရှိခဲ့ပြီးတော့အဝေးခွင်းအအဝေးခွင်းမှာဆိုရင်တော့အဝေးခွင်းကနေပြီးတော့နိုင်ပွဲရရှိအင်တာမီလန်လည်းနိုင်ရရှိခဲ့တယ်ရီယယ်မက်ဒရစ်ရီယယ်မက်ဒရစ်နဲ့ဘိုင်ယန်မြူးနစ်နှစ်သင်း နှစ်သင်းရပဲနှစ်သင်းရပဲဘယ်လိုပြောမလို့အဝေးဝင်ပွဲစဉ်မှာအနိုင်ရရှိခဲ့ပြီးလေဗာပူအေဂျက်အမ်ပြီးတော့ဟိုစပါးသင်းရတော့တည်ကြခဲ့တယ်လေဗာပူနဲ့အေဂျက်ကတော့လေဗာပူနဲ့အေဂျက်ကတော့ရှုံးနိုင်ခဲ့ပြီးတော့ချယ်ဆီသင်းနဲ့ကန်ခဲ့တဲ့ဖင်ဖီကလည်းရှုံးနိုင်ခဲ့ပြီးတော့ချန်ပီယံလိရဲ့ပွဲစဉ်နှစ်ပထမနေ့ကတော့ပြီးဆုံးသွားခဲ့ပြီဒါကတော့ကျွန်တော်အနေနဲ့ကျွန်တော်အမျိုးကျွန်တော်အမျိုး ပြောပြခြင်းဖြစ်တယ် အဲနောက်ဒီနောက်ဒီနေ့ကံမဲ့ချန်ပီယံလိဘွဲ့ဘွဲ့စဉ်နေ့ရဒုတိယနေ့ဘွဲ့စဉ်နေ့ကိုကျွန်တော်မနက်ဖြန်ဒီလိုအချိန်မှာပဲထပ်ပြီးတော့တင်ဆက်ပေးသွားမှာပဲအားလုံးကိုကျေးဇူးတင်ပါတယ်